ဆိုင်ကရုပ်ဆွဲအားကောင်းအောင်ကလပ်ဘလိုမျိုးအတိတ်အကြချေရတယ်လဲဆိုတော့ကျွန်တော်ဒီနေ့လာချေပြပေးတော့အဲ့ဒီနှစ်ခုရှိရုံနဲ့ကျွန်တော်တို့ကလပ်ချေလို့ရပါပြီပေါ့နော်အဲ့ဒီအထဲကကလပ်ချေတဲ့အတိုင်ကိုဝောက်လဲပြားလေးနဲ့ထိုးထဲလိုက်တော့ဘယ်တဲ့ချင်းညာတဲ့ချက်ပြီးကစားလိုက်ပါน้องเปียงซอกไล่ตาต้ายနေပြီဆိုတော့ရပြီမဟုတ်ရောရှိပိုင်းတပိုင်းပိုင်းလို့မတိုင်းတော့နာยีအချောင်းငါမနီပုတ်ဆောင်လိုမျိုးပြောင်းလဲပေးလိုက်အဲလောက်အနေနဲ့ဒီကလချဲတဲ့အတိုင်းဝောက်လဲပြားလေးနဲ့ထိုးထဲလိုက်ပြီးတော့ကျဲလိုက်ပါ 啊，我从拉晒过的呢？ အားလုံးပဲမင်္ဂလာပါเนาะအဒီနေ့ဆိုင်ကယ်ဆွဲအားကောင်းအောင်ကလာဘလိုမျိုးအတိတ်အကြားချိန်ရတယ်လဲဆိုတော့တော်တော်များများမေးလာတော့တချို့သောညီငယ်လေးတွေများတွေ့ကျွန်တော်လာချိန်ပြပေးသွားလိုက်မှာဖြစ်ပါတယ်ပေါ့เนาะကျွန်တော်ချိန်ပြထားတာတော့ဆိုင်ကယ်ပုံစံအမျိုးမျိုးတော့ရှိထားပါတယ်ပေါ့เนาะဒါပေမဲ့ဒီတခါတော့ width 125တို့တွေ dwing 125တို့တွေဆိုတော့ဘလိုမျိုးအတိတ်အကြားချိန်ရတယ်လဲဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံလေးနဲ့လာချိန်ပြပေးသွားလိုက်မှာဖြစ်ပါတယ်ပေါ့เนาะဆိုင်ကယ်ကလာမသွားချိန်သေးခင်ကျွန်တော်နည်းနည်းမှာကြည့်နေတာတော့ဆိုင်ကယ်ပြင်စာအုပ် လိုအားတဲ့ညီကိုတွေများပေါ့နော်မာယူလို့ရပါတယ်ပေါ့နော်အခုကျွန်တော်တို့လာချိန်မဲ့ဆိုင်ကယ်ကလာချိန်ပုတ်ချိန်နည်းတွေကိုဘာဆိုင်ကယ်အမျိုးအစားလဲပြီးတော့ဘာကွာခြားချက်တွေရှိလာစင်တော့ ဆိုင်ကယ်အင်ဂျင်ပိုင်းစာအုပ်ထဲမှာကလချ်ချိန်ကြီးတွေအသေးစိတ်အင်ဂျင်နဲ့ပါသက်တာအကုန်လုံးထည့်ထားပါတယ်အကုန်လုံးရှိပါတယ်ပေါ့နော်အဲ့ဒီမီလိုင်းမှာဘာတွေရှိလဲဆိုတော့ယိုယိုမီလိုင်းရော EFI မီလိုင်းရော အကုန်လုံးပါတယ်ပေါ့နော်အဲကြောင့်ဆိုင်ကယ်ပညာအတွေ့အကြုံနေသေးတဲ့ညီကိုတွေများရှိထိုင်တော့အဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်ပေါ့နော်အဲကြောင့်လိုအားတဲ့ညီကိုတွေများမာယူလို့ရပါတယ်ပေါ့နော်အခုကတော့ထိုင်းနိုင်ငံတော်ဝန်လုံး ပို့ပေးနေပါတယ်ပေါ့နော်မကြည့်တဲ့ခင်ကြီးတို့တွေများအားလုံးအဲ့ဒီဗီဒီယိုဖိုင်လေးကိုအစောအထိကြည့်ပေးပါနော်နားလေလောက်တာသဘောပေါက်ရအောင်ပေါ့နော် class ချေဖို့အတွက်ရှိထားရမယ့်ပြည်စီကတော့ကွာနော်ပါစက်လေးတခုရှိရမယ်ပေါ့နော်ပြီးတော့ဝါ့ကိုလက်ပြားလေးတခုနဲ့ပေါ့နော်အဲ့ဒီနှစ်ခုရှိရုံနဲ့ကျွန်တော်တို့ class ချေလို့ရပါပြီပေါ့နော်စံကေကတော့ဗာပြီလို့ class ချေရတာလဲဆို ရောအားတွေမကောင်းဆိုင်ကယ်ဆွဲအားတွေနင်းလာရင်တော့ကြားလာရင်တော့ကျွန်တော်တို့ကလာကိုအသေးအချာချိန်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ပထမဆိုတော့အဲ့ဒီမိုလီနော်ပါဆက်လေးတစ်ခုကိုပေးချောင်လိုက်ပါအဲ့လိုမျိုးထည့်ထည့်ပြီးတော့ကျွန်တော်တို့ကြိုက်လိုက်အဲပေးချောင်လိုက်ပေါ့နော်ပေးချောင်လို့ပြီးရင်တော့အဲ့ဒီအထဲကကလာချိန်တဲ့အတိုင်ကိုဝောက်လက်ပြားလေးနဲ့ထိုးထည့်လိုက်ပါထိုးထည့်ပြီးရင်တော့ဘယ်တစ်ချက်ညာတစ်ချက်ပေးကစားလိုက်ပါနော်ပေးကစားလို့ပြီးရင်တော့နော်အဲ့ဒီမိုလီကောင်ကအနှောင့်အထည့်ပြောင်းလဲလိုက်ပါနော် ပြောင်းလဲအစောအထိလဲနော်အာစောပြီးဆိုရင်တော့တိုက်နေပြီးဆိုရင်တော့တော်ပြီးအဲ့လောက်ပဲရပြီးနော်ကျဲတဲ့အထိမလဲနဲ့နော်မရဘူးနော်နောက်ပြောင်းဆောက်လိုက်တာတိုက်နေပြီးဆိုရင်တော့ရပြီးပြီးရင်တော့ကျွန်တော်တို့အစိတ်ကိုပြောင်းလဲပေးရမယ်ရှေ့ပိုင်းကိုတပိုင်းပိုင်းပြီးတော့လဲပေးလိုက်မဟုတ်ရင်တော့ရှိပိုင်းတပိုင်းပိုင်းလို့မတိုင်းရင်တော့ဥပမာနိုင်ပုံစံလိုမျိုးသဘောထားပေးလိုက် ငါမနီအချိန်လောက်ပြောင်းလဲပေးလိုက်အစီမှာနော်။နာယီအချောင်းငါမနီပုံဆောင်လိုမျိုးပြောင်းလဲပေးလိုက်။အဲအဲ့လောက်အနေနဲ့အက်ဒီမွန်လီကိုကျဲလိုက်ပါ။ကျဲလိုက်နော်။အဲကျဲလို့ပြီးရင်တော့အဲ့လိုမျိုးထဲလိုက်ပါ။ထဲပြီးရင်တော့အက်ဒီကလချဲတဲ့အတိုင်းဝောက်လဲပြာလေးနဲ့ထိုးထဲလိုက်ပြီးတော့ကျဲလိုက်ပါ။အာရပြီနော်။ဒါတော့ဆိုင်ကယ်ဝစ်125တို့တွေ Dragon 25တို့တွေဆိုရင်တော့ဂျိုအာကောင်းအောင်ကလချဲပုတ်ချင်ပြီးသွားပါပြီပေါ့နော်။